ဗုဒ္ဓသာသနာသိတာသိတ္တုတတ္တောဗုဒ္ဓသာသနာသိတာသိတ္တုတတ္တောဗုဒ္ဓသာသနာသိတာသိတ္တုတတ္တောလေးစားရပါတော့ဒါနပိရတဓမ္မပိရတကုသိုလ်ကောင်းမှုမြတ်ဓမ္မလို့လည်းဝေပျော်ကြတယ်တရားချစ်ခင်သူတော်စင် ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ပါနဲ့ဒီနေ့ချင်းခါတမရမြတ်လှစွာသောမင်္ဂလာအခါကာလကြီးမှာတရမတဝနာအတိတုံလပါဆိုတဲ့နာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားခွင့်ရတဲ့မင်္ဂလာအခါတမရကြီးဖြစ်ပါလေဒါကြောင့်ပရိသမဇင်းမြတ်မရှင်လို့သာသနာတော်ကြီးနဲ့ဤကဲ့သို့ကြုံတွေ့ရတဲ့အခါကာလကြီးမှာ နာရခဲ့ရတဲ့လက်ဓမ္မတို့ကိုနာယူမှတ်သားကြလို့မိမိရဲ့ဘဝအလှကိုနှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုကာရဝတက္ကစတရားများနဲ့တရားများကြွရောက်ဖို့ရန်ဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်လေးသားရပါတယ်။တရားချစ်ခင်သူတော်စင် ဓမ္မတန်ဖိုးကဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့လည်းဒီနေ့လောကမှာဆင်းရဲသားကတရားစကားပြောလာရင်ပတ်ဝန်းကျင်ကလူနေချုပ်ရစိတ်နေပုံပြဆိုပြီးကဲ့ရဲ့တတ်ကြတယ်အဲ့ဒီလူနေချုပ်ရစိတ်နေပုံပြလူကပတ်ဝန်းကျင်ကိုဒုက္ခမပေးပါဘူးလူနေပုံပြစိတ်နေချုပ်ရသမားတွေက ပတ်ဝန်းကျင်ကိုအကြီးအကျယ်ဒုက္ခပေးတတ်ပါလေ။ဒါကြောင့်လူနေခြုံကြားစိတ်နေပုံပြားဒီလူလူစားကိုသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါ။လူနေပုံပြားစိတ်နေခြုံကြားသမားကို အာမကူပါနဲ့။ကြားစိုးထက်ဆိုးတယ်ဆိုတာမှတ်ထားပြီးအတိတ်တရားနဲ့တတိထားကရှောင်ရှားပါ။သူ့မှာမကောင်းတာလုပ်ဖို့အတွက် ွိုင်းရင်အပြည့်အစုံရှိနေပါတယ်တရားချစ်ခင်သူတော်စင်။ဒါကြောင့်ဒီကနေ့ချိန်ခါသမယကံသမားနဲ့ညံသမားတို့ရဲ့ဘဝနှိုက်ရှင်ပြရရင်ကာမတက္ကရညံလောက်နဲ့တန်တရားလျှောက်နေတယ်။ဒုက္ခတိခုနဌာနအမှန်ရောက်ပြီပဲ။စခန်းမဆုံးလမ်းမဆုံးလို့ခန္ဓာ၅ပါးရပြီးအိုနာတိနဲ့နဗန်းလုံးနေရဥပမာပါတရားချစ်ခင်သူတော်စင်။ တစ္ဆာအနုလောမညာမတဆင့်ပုထုဇဉ်အတိဘာမှမရှိတော့တဲ့ကုတ္တရဘူးညာပေါ့အောင်ဘဝတန်တရားမှာညာလန်းကလျှောက်တိုက်ရတန်တရားခီးဆုံးမယ်နိဗ္ဗာန်နဲ့အနိဒုံခီးကိုရောက်နေပြီဖြစ်ပါလေတရားချစ်ခင်ပြုတော်စဉ်ဒါကြောင့်တန်တရားခီးကိုကံသမားကပတ်လန်းကလျှောက်တယ်ဉာဏ်သမားကတော့ဖြက်လန်းကလျှောက်ပါလေတရားချစ်ခင်ပြုတော်စဉ်ဤတို့ဤနေ တံဝေကအဖျားဗျာရစေရပြဖြစ်တယ်ဒတနတံပရာနီးအဖျားဗျာ ਨੇ အများတသိန်းကိုတရားအလင်းပြပေမန္တရမာလာဓမ္မတွင်တို့နှလုံးသားကိုအလှဆင်ဖို့တရားကြွရောက်ပါမည်အကြောင်းလီလီစာစာကာရဝတရားနဲ့ထိတ်ကြအပါလေတရားချစ်ခင်သူတော်စင်ဒီကနေ့လောကကြီးဟာအတွင်သရံတွေတိုးတက်ပြီးအမြင့်မှန်တွေကျွပြနေတဲ့ လောကကြီးကလောဘကြီးအောင်လုပ်နေပါလေလောဘကြီးရင်ဖះရှင်ကလောဘောစာဝိနာတမှုလမ်းနဲ့ပျက်စီးရခြင်းရဲ့မူလအကြောင်းရင်းတရားခါဟာလောဘပဲလို့ဖះပေါ်ပါလေဒီလောဘကြောင့်တိလပြစ်တယ်ဒီလောဘကြောင့်ဒီယာတွေပြည့်ရတယ်ဒီလောဘကြောင့်ဒီလောကပြည့်ရတာပါဒါကြောင့်ဒီကနေ့အများပြောနေတယ် ကဘာကြီးပူနွေးလာရတဲ့အကြောင်းကိုမှတ်စရာရှားကြံကကြည့်ရင်သဒ္ဒနာတံပရာအသိမြင်မှာတော့လောဘဒေါသမောဟတရားတွေစုပွက်ကဘူးဆိုးလာလို့ကဘာကြီးကလည်းမူပြက်ကအပူကိုယ်တွေထွက်လာရခြင်းမှာတရားချစ်ခင်ကြောစဉ်အဲ့ဒါတရားခံဘာလို့လဲဆိုတော့လောဘပါပဲအဲ့ဒီလောဘတရားဟာပြိမ့်မိဖို့ခက်တယ်လို့လောကသားများကလည်း အစိမ့်မိလို့အသက်တူနေကြပါရဲ့တနာကြီးကကောင်းတာတွေလောကသားတွေကမောဟဆိုတဲ့တရားကြောင့်မကောင်းတာကိုအကောင်းထင်ကောင်းတာကိုတော့မကောင်းထင်ပုထုဇဉ်အမြင်တွေဟာဒီကနေ့စားဝတ်နေရေးအတွက်နေမအားညာမအားလှုပ်ရှားနေရတယ်အလုပ်တွေကနေမအားညာမအား စားနေရတာကအဆိတ်တွေသာများပါလေ။သွားနေကြတာကအဟိတ်ပြေမှုပါ။ဒါကြောင့်ဒီနေ့ပုထုဇဉ်သဘာဝကအယောင်အဆင်းရှိတဲ့အစားအစာကိုဓာတုပစ္စည်းများနဲ့အယောင်ချွတ်ပါစားနေကြတာကအဆိတ်ကိုစားနေခြင်းပါပဲ။အယောင်မရှိတဲ့အစားအစာကိုအယောင်ဆိုးပြီးစားတာကလည်းပဲအဆိတ်ဖြစ်အောင်အဆိတ်တွေကိုစားနေကြတာပါ။ဒါကြောင့်တရားနဲ့ချွတ်လဲ အများပဲဇွဆွဲနေတာကြောင့်အเจ้าမမှန်လို့အကျိုးမမှန်တယ်လို့ကိုဖလန်လိုမိကိုတူကိုကျိုးနေမှုအเจ้าဖန်တဲ့တရားခံကတော့ဘောဟာဆိုတဲ့အဝိဇ္ဇာပါပဲတရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီနေ့ချိန်ခါကာလတနာစရာကောင်းလာတဲ့ပုထုရှင်ဘဝဤကဲ့သို့အဝိဇ္ဇာတရားမောဟတရားတွေကြီးမားလာရခြင်းဘာကြောင့်လဲလို့ဆိုရင်ဖြင့်ပောက်ပင်ဘာကြောင့်ကဲရလဲပောက်ပင်ကိုင်းတာကိုင်းတာလို့ပါ ိုင်းသာဘာလို့နားရလဲငါပေါ်လို့နားရပါငါဘာလို့ပေါ်တာလဲကျွဲလူလို့ပေါ်တာပါကျွဲကဘာကြောက်လူးတာလဲဖြုတ်ကြိုက်လို့လူးရတာပါဖြုတ်ကဘာလို့ကြိုက်တာလဲမိုးရွာလို့ပါမိုးကဘာလို့ရွာတာလဲဖားအော်တာကြားလို့မိုးရွာတာပါဖားကဘာလို့အော်တာလဲငွေကြိုက်လို့ဖားအော်ရတာပါငွေကဘာလို့ကြိုက်တာလဲအစာစာလို့ငွေကကြိုက်ရခြင်းပါ အစာကဘာလို့စားတာလဲခန္ဓာရှိလို့အစာစားတာပါအဲ့ဒီခန္ဓာကဘာလို့ရှိတာလဲသမှုရိယသစ္စာကြောင့်ပါအဲ့ဒီသမှုရိယသစ္စာဘာလို့ဖြစ်တာလဲအဝိဇ္ဇာနဲ့တဏှာမူလနှဖျားကြောင့်ပါအဲ့ဒီမူလနှဖျားအကြောင်းမြင်လိုက်ပောက်ပင်ကိုင်းတာဟာတကယ်တော့ကံမျက်စိကဤဂိုင်းတာလို့ကိုင်းတာလို့ဖြစ်ပါလိမ့်ဉာဏ်မျက်စိကကြည့်မယ်ဆိုရင်ပောက်ပင်ကိုင်းတာ အဝိဇ္ဇာနဲ့တဏှာကြောင့်ပါလို့မြင်ပါတယ်။ဒါကြောင့်ကံမြညာမြင်ဒွါရနိတိတရှိကြစေလို့ဒီကနေ့မန္တလမာလဓမ္မတရေမှာသာသနာ့စံပြထေရှင်ကတရားမိမောင်းထုတ်ပြမယ်ဓမ္မတရေတို့အလုံးသားကိုအလှဆက်တို့တရားနာကြွရပါမည်အကြောင်းလေးလေးစားစားဘာတော်တရားဖိကြအပ်ပါလေတရားချစ်ခင်တို့တော်တဲ့